Hello အားလုံးမဲ့မင်္ဂလာပါရှင် Grace ရဲ့ဖုန်းဆိုင်နေကြိုဆိုပါတယ်ဒီနေ့တော့ Grace က Samsung နေကိုစကန့်ဝယ်တဲ့ခါကြလို့ရှင် Touch screen ကိုဘယ်လိုမျိုးဆီရလဲဆိုတဲ့ဟာလေးကိုပြပြပေးပါမယ်ရှင် Samsung နေမှာက iPhone နေလိုမျိုးအတွင်း setting ကို detail လဲစစ်လို့မရဘူးပေါ့เนาะအဓိကဆီရမှာဒီ Samsung ရဲ့ဒီ screen ကြီးကကောင်းကောင်းအလုံးလုံးမလုံးမှန်မှန်မှန်ဆိုတာကိုဆီရမယ်ပြီးတော့ရင်ဘေးပေါင်နေအနာပါမပါရဲ့ပြီးရင်ပန်နေအလုံးလုံးမှုဆိုတာကိုဆီရမယ်ပေါ့เนาะအဓိကအရေးကြီးဆုံးကတော့ဒီအခုသုံးနေရဲ့မြင်နေရတဲ့ Touch screen အင်းကောင်းမကောင်း င်းပေါ့နော်အဲ့ဒါအဓိကအရေးဆုံးဆေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ဆေးရမယ့်နံပါတ်လေးက star health 0 star health ဖြစ်ပါတယ်ရှင်ဒါပေမဲ့ဒီလိုရိုက်လို့လေအခုလိုမျိုးကြီးဖြစ်နေတယ်မပေါ်လာဘူးဆိုလို့ရှင်အဲ့ဒါဒီ setting ထဲမှာ auto lock ဆိုတဲ့ဟာလေးကိုပိတ်ထားလို့ဖြစ်ပါတယ်အဲ့တော့ glassware setting ထဲကိုသွားမယ်ပြီးသွားတဲ့အခါကျလို့ရှင် အပေါ်လေးကိုနည်းနည်းဆွဲပြီးတဲ့အခါကျတော့ဒီမှာပါ security and privacy ဆိုတဲ့ဟာတွေကိုဝင်လိုက်မယ် ဟိုးအောင်လေးကိုလည်းနည်းဆွဲပါမယ်ဒီမှာတွေ့လား auto block ဆိုပြီးတော့စစ်လို့တချို့တွေကမစစ်သေးသေးချင်းဘူးပေါ့နော်စစ်ခံရတာကိုမကြိုက်တဲ့လူတွေဆိုရင်ဒါလေးကိုပိတ်ထားတတ်တယ်ပေါ့အဲ့တော့ကိုကအဲ့လိုမျိုးပိတ်ထားရဲဆိုလဲခိုးစစ်လိုက်ပေါ့နော်အဲ့တော့ဒီ auto block ဆိုတဲ့ဟာလေးကိုပိတ်လိုက်ပါမယ် turn off အဲ့တော့ပိတ်သွားပြီဆိုရင်ခုနကနေရာလေးကိုပြန်သွားမယ် star has 0 star hash ။ Okay ဒါမှဆက်လို့ရပြီ။ဒါဆိုရင်အနီလို့ပြောရင်အနီတိုင်းပေါ်အောင်มาဖြစ်ပြီးတော့အဓိကအရေးကြီးဆုံးက down bat တီကို screen ဝင်မဝင်စစ်ရပါမယ်။ပြီးရင်အစိမ်းရောင်ဆိုလို့ရှိရင်လည်းအဲ့အတိုင်းပဲဒီမှာ down ထီကိုဝင်နေရမယ်ပေါ့နော်။ပြီးတော့ရင်အပြာဆိုလို့ရှိရင်လည်းအဲ့အတိုင်းမှာပဲထောင်းထီကိုဝင်နေရမှာပဲဖြစ်ပါတယ်။အပြီးရင်စပီကာပေါ့။ဒါဆိုရင်နှစ်ခုလုံးစပီကာပါ။ဒါဆိုရင်အောက်စပီကာပါရှင်။ဒါဆိုရင်အပေါ်စပီကာပါရှင်။ ဖြင့် touch ပေါ့နော် touch ကဒီအကွက်ဒီအကုန်လုံးကုန်တဲ့ဒီကိုလိုက်ပြီးတော့ချစ်လိုက်ပါမယ်အဲ့တော့ဒါဆိုရင်သူအကွက်အကုန်ပြေးဝိုင်းအော်တိုအပြင်ပြန်ထွက်ဝိုင်းပြီးရင် vibration မမြင်ရဘူးဆိုရင် vibration အလုပ်လုပ်ပါတယ်ပြီးရင် receive ပါပါရှင်ဝမ် ဆိုပြီးအဲ့အတန်လေးတွေ့လာမလို့အဲ့အတန်လေးလည်းပေါ်ရမယ်ပြီးရင် screen တွေဒီလိုမျိုးအဖြူပိမ့်ပိမ့်ဖြစ်နေရပါမယ်ရှင်အောက်က home ပေါ့နော် home paper ကိုပြင်မြင်နေရတာမျိုးအစင်းချောင်းတွေဒီလိုမျိုးထနေရတဲ့ဟာမျိုးဆိုရင်လုံးဝမယူသင့်ပါဘူးအဲ့ဒါဆို screen မကောင်းတာပေါ့နော်ဒါပေမဲ့အရန်ကို model နှိပ်ပြီးကြာနေရဲ့ note 9တို့ s9 တို့ note 8တို့ဆိုမှဆိုရင်တော့အဲ့ screen ကတော့ရှိတယ်ပေါ့ screen ကောင်းတာကိုရှာမယ်ဆိုရင်တော့အဲ့ model တွေကတော့မရတော့ဘူးပေါ့နော် grace ပြောတာဒီဒီနောက်ဆုံးပေါ်ဖြစ်တဲ့ s24 တို့23 ultra တို့အဲ့လိုမျိုး model series အမြင့် နေတဲ့အကောင့်တွေကိုယူမယ်ဆိုရင်တော့အဲဒီ receiver ဆိုတဲ့ဟာထဲမှာအဖြူမြင်းအကြောင်းအရာတွေအောက်က home page ကိုပြန်မြင်နေရမျိုးမယူရပါဘူးခုနလိုအဖြူပိအဖြူပိမ့်ပိမ့်ဖြစ်နေပြီးတော့အတန်ထွက်တဲ့ဟာမျိုးယူရပါမယ်ရှင်ဒါလေးကတော့ Samsung နေ second ဝင်မယ်ဆိုရင် touch screen ဘယ်လိုဆက်ရမယ်ဒီလေးကိုပြပြပေးရဖြစ်ပါတယ်